လူတွေမသိကြသေးတဲ့ရုပ်ရှင်မင်းသားဝင်းဦးရဲ့တင်ဆက်မှုဖြစ်ရမှန်း Hello 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 ဆယ်လီမမလာပါပြီရှင်အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပရိသတ်များလုံးမဲမင်္ဂလာပါပရိသတ်များရှင်ဒီပညာတိုးတက်နေတဲ့ခေတ်ကြီးမှာသိပ္ပံသဘောတရားနဲ့မယုံကြည်နိုင်တဲ့ဖြစ်စဉ်တွေအားလည်းအများကြီးပါပဲအထက်လန်းပညာတွေအောက်လန်းပညာတွေကလည်းဒီကနေ့အချိန်ထိတည်ရှိနေတော့မှာပဲလက်ရှိချိန်မှာတစ်ချိန်လုံးကမြန်မာအမှုပညာလောကမှာရှမ်းရှမ်းတောက်အောင်မြင်ခဲ့တဲ့ရုပ်ရှင်မင်းသားကြီးဝင်းဦးတည်ဆုံမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမယုံကြည်ဆိုင်ကြတဲ့သတင်းတွေကပြန့်နှံ့လာတာပဲဖြစ်ပါတယ်ပရိသတ်များတည်တဲ့အတိုင်းပါပဲတရုတ်ဆောင်ဝင်းဦးဟာဆိုရင်တရုတ်ဆောင်လုံးမှာပဲထူးချွန်တဲ့သူမဟုတ်စာရေးဆရာစက်ညွှန်းရေးဆရာတင်းရေးဆရာအဆိုတော်စတဲ့ ေပင်ပေါင်းဆောင်မှာကျွမ်းကျင်တဲ့အမှုပညာရှင်တယောက်ပါလူချင်းလူခင်ပေါများသလိုအမှုပညာတမအချင်းချင်းကတော့လေးစားအားကြတဲ့အမှုပညာရှင်တယောက်ဖြစ်ပါတယ်နောက်ပြီးတက်မတော်ရရှိတယောက်လည်းဖြစ်ခဲ့ဘူးရာကြောင့်ဦးဝင်းဦးကနေပင်ပေါင်းဆောင်မှာပါဝင်ကျင်လည်ခဲ့သူလို့ပြောပြလို့ရပါတယ်နောက်ပြီးဝင်းဦးတည်ဆောင်သွားတဲ့ခါမှလည်းအားလုံးကရှုကြုံမရဖြစ်ခဲ့တာပါကိုယ့်ရဲ့ဆွေမျိုးသားချင်းတယောက်ဆုံးပါသွားတယ်လို့ကိုခန်းစားခဲ့ရတဲ့သူတွေအများကြီးလည်းရှိပါတယ် အားလုံးကတော့ဝင်းဦးကအစာရင်ယောဂါကြောင့်အသက်ဆုံးရှုံးသွားတယ်လို့တည်ထားပြီးမြေဒီကနေ့ချိန်မှာတော့ဦးဝင်းဦးကအစာရင်ယောဂါကြောင့်မဟုတ်ပဲအောက်လန်းပညာရက်တွေနဲ့တိုက်ခိုက်ခံရတာကြောင့်အသက်ဆုံးရှုံးသွားရတာဆိုပြီးသတင်းတွေကတဖန်ပြန်လဲပေါ်ထွက်လာခဲ့ပါတယ်အခုချိန်မှာဦးဝင်းဦးတည်ဆုံးသွားတာက38နှစ်တောင်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်ဦးဝင်းဦးကငွေကြေးချမ်းသာပြည့်စုံတဲ့ဒုတိယဖြစ်ပြီးမြေစိတ်မကောင်းစွာနဲ့ပဲသူ့ရဲ့အမွေတွေကိုဆက်ခံမယ်အမျိုးကဆက်လက်ရှိမနေခဲ့ပါဘူးဒါကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုရာတင်ရာတိုက်တဲ့သူရပါစေဆိုပြီးတည်ရန် ရေးထားခဲ့ပါတယ်။အားလုံးကတော့ဦးဝင်းဦးတယောက်အောင်လန်းပညာနဲ့အစီရင်ပြုလုပ်ခံရတာဟာအမွေကိစ္စကြောင့်ဖြစ်မယ်ဆိုပြီးထင်ကြေးပေးလာတာပါ။ 38နှစ်ကြာမှပေါ်ထွက်လာတဲ့ဥဝင်ဦးတည်ဆုံမှုအဖြစ်မှန်နဲ့ပတ်သက်ပြီးအားလုံးကလည်းစိတ်ဝင်စားနေပါတယ်။ဥဝင်ဦးကအမွေဆက်ခံမဲ့သားသမီးအရင်မရှိပေမဲ့မွေးစားသားတစ်ယောက်တော့ရှိနေပါတယ်။သူ့ရဲ့မွေးစားသားကလည်းသူစင်းုံတက်နေစဉ်အတွင်းမှာဓာချင်းချင်းပြီးတော့အမွေတောင်းခဲ့တဲ့ဖြစ်စဉ်တွေကအဲ့ဒီတုန်းကဟွန်လီတကြောကြောဖြစ်ခဲ့တာပါ။ဒါပေမဲ့ဥဝင်ဦးကတော့မွေးစားသားဖြစ်သူကိုအမွေတွေမပေးခဲ့ပေသူ့ရဲ့အနာမှာပြုစုပေးခဲ့တဲ့ဒေါ်အိုင်ရင်တင်လာဆိုတဲ့အမျိုးသမီးကိုလွှဲပြောင်းပေးခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဆိုင်ယောဂန်ကြောင့်အင်္ဂလန် န်နိုင်ငံလန်ဒန်မြို့ထီအောင်တွားရောက်ပြီးစေကူတမှုခံယူခဲ့ပေမယ့်ရောဂါကမသက်သာခဲ့ပါဘူးဒါကြောင့်ရန်ကုန်စေယုံမှာပဲဆက်လက်ပြီးတော့ကုသပြီးနေတာပါစေယုံတက်နေစဉ်အတွင်းအနက်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကဥဝင်းဦးကိုရှန်တွေ့ပြောဆိုခဲ့ပြီးမကြခင်ရက်ပိုင်းမှာပဲအသက်ဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်ရက်လက်နေ့မှာဥဝင်းဦးကအသက်၁၈နှစ်အရွယ်အမျိုးသမီးငယ်လေးကိုဝင်ပူးပြီးသူတည်ဆုံးတာကအဆိုင်ရောဂါကြောင့်မဟုတ်ပေအောက်လန်းပညာနဲ့ဖြူစားခံခဲ့ရလို့ဖြစ်ကြောင်းပြောပြလာခဲ့တယ်လို့သိရပါတယ် ဒါကြောင့်ဦးဝင်းဦးရဲ့မွေးစားပင်လို့ဖြစ်နေတဲ့ဦးကြီးကအထက်လန်းဆရာကြီးခေါ်ပြီးစစ်ဆေးခိုင်းကြည့်တဲ့အခါဦးဝင်းဦးရဲ့နေအိမ်မှာအင်းကျပ်အင်းကွက်တွေတွေ့ခဲ့ရပြီးလူရိုးစုတွေကိုပါတွေ့ခဲ့ရတာဖြစ်ပါတယ်။ပြုလုပ်သူကဦးဝင်းဦးရဲ့တက်ကိုပါထိကိုက်အောင်လုပ်ခဲ့တာပါ။နောက်ပြီးဦးဝင်းဦးတို့အတုံးပြုနေတဲ့ထက်ကိုထက်ရဲ့ရည်စင်ထဲမှာလည်းအရိုးစုတွေကိုထည့်ထားပြီးအစီရင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဖြစ်မှန်တွေသိရချိန်မှာတော့ဦးဝင်းဦးကကွယ်လွန်သွားတာဖြစ်လို့အားလုံးကယူကြုံမိရဖြစ်ခဲ့တာပါ။လက်ရှိချိန်မှာမှန်တရားတွေထွက်ပေါ်လာတဲ့အချိန်မှာတော့ဦးဝင်းဦးရဲ့ဆွေမျိုးတွေကအခု လိုဖြစ်ပျက်တွေမရှိခဲ့ဘူးလို့ပြောကြသလိုတချို့ကလည်းမယုံကြည်ကြပါဘူးဒါပေမဲ့အချက်ကြကြသတင်းတွေထွက်လာတာဖြစ်လို့ယုံကြည်တဲ့သူတွေကလည်းခမများများပါပြည်သက်ကြီးနေနဲ့ရောဥဝင်ဦးသိဆုံးမှုဟာတမန်ယူကြမှာဟုတ်ရဲ့လားအခုလိုသတင်းတွေထွက်လာသလိုပြူစားခံရတာလားဆိုတာအမြင်လေးကိုပြောပြပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်